က်ပေါ်ကပြုတ်ကျလာတဲ့ကလေးကိုကယ်တင်ပေးခဲ့ပေမဲ့ကလေးမိခင်ရဲ့တရားစွဲရော်ကြီးတောင်းတာကိုခံလိုက်ရတဲ့အမျိုးသားပရိသတ်များအားလုံးမင်းမင်လာပါရှင်တင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူတယောက်ဟာအယုဒ္ဓရဲ့အသက်အန္တရာယ်နဲ့ကြုံလာတဲ့ကလေးငယ်ကိုကယ်တင်ဖို့အတွက်စက္ကန့်ပိုင်းတွင်ဆုံးဖြတ်ချက်ချပြီးနှင်းလင်းမြန်မြန်ကယ်တင်ပေးခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဒီသူရဲကောင်းဆန်တဲ့လောက်ရကြောင့်နောက်ဆက်တွဲနေနဲ့တရားစွဲဆိုတာကိုခံရမယ်လို့ဘသူမှထင်မှာမဟုတ်ပါဘူးဒီဖြစ်ပျက်ကလူပောင်အဖွဲ့အစည်းအတွင်းမှာဘသူကတာဝန်ပိုရှိလဲဆိုပြီးမေကွန်းထုတ်စရာတွေဖြစ်လာတာပါ2025ခုနှစ်အောက်တိုဘာလ15ရက်နေ့ညချမ်းမြို့လေကောင်မှာလမ်းလျှောက်ထွက်နေမောက်ဆိုတဲ့သူအမျိုးသားတအုပ်ကရုတ်တရက်အော်တန်တစ်ခုကိုကြားလိုက်ရတာပါသူမောကြည့်လိုက်တော့လေးလွာတိုက်ခန်းလေးသားဆောင်ပေါ်ကနေကလေးငယ်တယောက်ပြုတ်ကျလာတာကိုတွေ့ရပါတယ် မြေပြင်ပေါ်ကကွန်ကရစ်ခင်းပြင်ကိုဥတည်နေတဲ့အဲ့ဒီကလေးငယ်လေးကိုမြင်မြင်ချင်းမှပဲမကဘာတစ်ခုမှစဉ်းစားမနေတော့ပဲပြေးလွှားသွားခဲ့ပါတယ်။လေထဲမှာဆက်ကနေဆက်ကနေဖြစ်နေတဲ့ကလေးငယ်ရဲ့ခန္ဓာကိုယ်ကိုဖမ်းဆုပ်ဖို့လက်နှစ်ဖက်ကိုဖြန့်ပြီးတော့ခန္ဓာကိုယ်ကိုအသင့်ပြင်ထားလိုက်တာပေါ့။ဟန်ချပ်ပြက်ခဲ့ပေမဲ့ကလေးငယ်ကိုလမ်းမနဲ့မထိခိုက်အောင်တော့ဖမ်းမိခဲ့ပါတယ်။အဲဒီဖြစ်စဉ်က CCTV ကင်မရာကနေလည်းကောင်းကောင်းရှိုင်းမိထားပါတယ်။ဗီဒီယိုဖိုင်အင်တာနက်ပေါ်ရောက်လာချိန်မှာအချိန်တိုတွင်လူကြီးများပြီးတော့သူ့ကိုလူတွေကဝိုင်းပြီးချီးကျူးခဲ့ရပါဘူး။ ဒါပေမဲ့ဂျပန်လောက်ကြာပြီးတဲ့နောက်မှာအားလုံးကမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ကဲတင်ခံခဲ့ရတဲ့ကလေးငယ်ရဲ့မိခင်ကမတ်ကိုတရားစွဲဆိုလိုက်တာပါ။တရားစွဲဆိုရခြင်းရဲ့အကြောင်းရင်းကတော့မတ်ရဲ့ဖန်ဆုံမှုကြောင့်ကလေးငယ်ရဲ့အယိုးမှာအသေးစားထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့သူတို့မိသားစုရဲ့တည်ထန့်တည်ရှိမှုကိုအများပြည်သူသိအောင်ဖော်ထုတ်ခဲ့တဲ့အတွက်လို့ဆိုပါရယ်။သူတို့ကမတ်ရဲ့အလို့ရဟာစေတနာပါပေမဲ့ပေါ်ဆောင်မှုကြောင့်ကလေးငယ်ကိုထိခိုက်စေခဲ့တယ်လို့စွပ်စွဲပြီးတော့ရော်ဈေးဒေါ်လာ၄သိန်းတောင်းခံခဲ့ရပါဗျ။ ရုတ်တရက်ဆိုသလိုပဲသူရဲကောင်းမကတရက်ခန့်နေရာကိုရောက်သွားပါတယ်။မကရဲ့မကျွမ်းကျင်မှုနဲ့ပေါ်ဆမှုတွေကြောင့်သူတို့ရဲ့ကလေးထိခိုက်ရတယ်ဆိုတဲ့အချက်ကိုဖိပြီးတော့ပြောနေရပါ။မဘက်ကရှေ့နေကတော့အရေးပေါ်အခြေအနေတွေမှာဝင်ကူညီပေးတဲ့သူတွေကိုကာကွယ်ပေးတဲ့ဥပဒေကိုကိုးကားခဲ့ပါတယ်။အဲ့ဒီဥပဒေမှာတော့စက္ကန့်ပိုင်းအတွင်းအလင်းအမြန်ကူညီပေးသူကိုကျွမ်းကျင်ပညာရှင်အဆင့်အဆန်နှုန်းတွေနဲ့တိုင်းတာလို့မရကြောင်းဖော်ပြထားပါတယ်။ အဲ့ဒီကိစ္စကဒေါ်လာ၄သိန်းဆိုတဲ့နင်နာချင်းနဲ့အတူအွန်လိုင်းပေါ်မှာကြရက်ပြန်ထသွားခဲ့ပါတယ်။အကူအညီပေးတဲ့သူရဲကောင်းကိုအပြစ်ပေးတဲ့ကျေးဇူးကံစနစ်ချင်းကလေးတယောက်ကိုကယ်တင်ပေးလို့ရော်ကြီးပေးရတဲ့ကန့်စိုးမှုစားရဲမှတ်ချက်တွေနဲ့ပွဲဖြစ်နေရပါလူအများစုရဲ့ဒေါ်သားနဲ့မှတ်ချက်တွေကတော့မာကရဲ့ဘက်မှာယက်တည်ပေးပါတယ်။မာကလည်းသူ့လိုရက်ကအပြစ်ကင်းနေဆိုပြီးခံယူထားတာပါ။ဒါပေမဲ့သွားရင်လာရင်အမြင်မတော်လို့ဝင်းကူညီပေးရင်အခုလိုအမှုခင်းကိစ္စတွေဖြစ်လာတဲ့ချိန်မှာ စိတ်ရှုပ်ရပါတယ်အလကားတသက်အချိန်ကုန်ခံရပါတယ်အမှုသောအမှုလာအရာသူဘက်ကအသာစီးရနေရဆိုပေမဲ့ရာဂိုင်းနှုံးဖြစ်သေးကြနေရတော့မဟုတ်ပါဘူးဒီဖြစ်ပျက်ကလူဖွဲ့စည်းတဲ့ကဆန်နှုံးတချို့ကိုမိကွန်ထုတ်စရာဖြစ်လာပါတယ်ဒီလိုကိစ္စမျိုးမှာကလေးရဲ့မိဘဘက်ကအသာစီးရသွားခဲ့ရင် နောက်ခါဘသူပဲဒုက္ခရောက်ရောက်ဘသူမှဝင်ပြီးတော့ကူညီပေးမှာမဟုတ်တော့ပါဘူးတကူကူဆိုရင်နောက်ဆက်တွဲပြဿနာတွေဥပဒေရေးရအကျိုးဆက်တွေကိုအရင်စဉ်းစားပြီးခြေတုံချတုံဖြစ်နေတော့မှာပါ ပြောတာပြောရပေမဲ့လက်ရှိမှာလည်းအဲ့လိုမျိုးအခြေအနေတွေကတော်တော်များများနေရာတိုင်းမှာရှိနေရဖြစ်ကြောင်းဝေးများရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါရရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရသတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။